ဒီရမျိုးတောင်းမယ်ကွာတောက်ပြီလို့ရှင်ငါတေးမပေါဘူးတေးကိုတက်တက်လုံးမပေါမှရမယ်နေလာဘာလို့ဒီမှာကဈေးကြီးလို့ဘာဈေးကိုကြည့်တောင်းလေ860နဲ့9သိန်းနဲ့ဟုတ်ပါဘူး860နဲ့9သိန်းနဲ့6000 960 9သိန်းနဲ့6000အဲ့ဒီရဒီရရဟာဒီရကိုတောက်မယ်တောက်ပြီးငါတက်တလုံးသိမပေါ့တော့ဒါကတော့ အရက်တစ်လုံးရဲ့တန်ဖိုးဟာသိန်းပေါင်း869သိန်း6000ဖြစ်ပါတယ်ဒီလောက်ဈေးကြီးတဲ့အရက်ကိုဝယ်တောက်တဲ့သူတွေကတော့တကယ်ကိုပတ်စံရှိတဲ့လူတိုင်းဝန်းကပဲဝယ်ပြီးတော့တောက်နိုင်ကြမှာပေါ့နော်ဒီထဲမှာပြောထားတဲ့လူတယောက်ဆိုရင်ဒီရက်ကိုတောက်ပြီးရင်တော့ခွာတဲ့သေးမပေါက်တော့ဘူးတဲ့ဘာဖြစ်လို့လဲတန်ဖိုးအရန်ကြီးလို့ဖြစ်ပါတယ်ဒီနေ့ခေတ်မှာဒီလိုအရက်တွေကိုထဲလဲတောက်နေတဲ့လူတွေလည်းပဲရှိမှာပေါ့ ဒါနဲ့ဆက်ဆက်ပြီးတော့ပုံပုံတွေးမိလိုက်တာလေးတခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့အခု social media ပေါ်မှာလူပြောများနေတဲ့သတင်းလေးတဘို့ပေါ့အခုနောက်ဆုံး iPhone 70 Pro Max တီထွက်လာတဲ့ခါမှာပတ်စံရှိတဲ့လူတွေကလည်းအလူရဲ့ဝယ်ပြီးတော့ကြင်ကြတယ်လို့အာပတ်စံရှိတဲ့ဘုံကြီးတဲ့ဆရာတော်များเนาะတက္ကະရကမတွေကလူဒန်းတဲ့ဘုံကြီးတွေလည်းပဲရှိပါတ iPhone 70 Pro သွားဝယ်တဲ့ဆရာတော်၃ပါးရဲ့ပုံကိုလူတယောက်ကဓာတ်ပုံရိုက်ပြီးတော့ line ပေါ်တင်လိုက်တဲ့အခါမှာလူရာဆွဲအဖွဲတွေကအဲ့ဒီပုံကိုယူပြီးတော့မဲ့ရွယ်စောင်းမြောင်းပြောနေကြတာတွေတွေ့ပါတယ်။အခုလိုမဲ့ရွယ်စောင်းမြောင်းပြီးတော့ပြောနေတဲ့လူအုပ်စုကတတ်တတ်ကိုရှိပါတယ်။ဘုန်းကြီးတွေကြောင်းကောင်းကောင်းမှနေရတာတို့ဘုန်းကြီးတွေအစားကောင်းကောင်းစားရတာတို့ဘုန်းကြီးတွေသင်္ကန်းကောင်းကောင်းစီစီကြီးသင်္ကန်းကောင်းကောင်းတွေဝတ်ရတာတို့နောက်ဆုံးပေါ် iPhone တွေကန်ရတာတို့เนาะဈေးကြီးကြီးတာတွေကန်ရတာတို့ဒါတွေကို တွေ့ပြီးမြင်ပြီးဆိုရင်အဲ့ဒီလိုရာဆွဲအဖွဲကအဲ့ဒီဓာတ်ပုံတွေကိုယူပြီးတော့ tablet area ပေါ်မှာချပြပြီးတော့သူတို့တယောက်တည်းအိတ်တာမေဇီရာဖြစ်တာမဟုတ်ပါဘူးအားလုံးပေါ်တွေသူနဲ့အတူတူအိတ်တာမေဇီရာဖြစ်အောင်အိတ်တာမေဇီရာပွားနိုင်အောင်ဆိုပြီးတော့တင်တဲ့ပုံပေါ်တွေတွေ့ပါတယ်သူတို့တွေကဘယ်လိုတွေပြောပြီးတော့တင်ကြလဲဆိုတော့ဘုန်းကြီးတွေကတဲ့ လောဘကင်းချောင်းတွေဟောပြီးတော့မှလောဘတွေအရန်ကြီးကြတဲ့ဒီ iPhone တွေသူများတွေချွေးနေစားနဲ့လူထားတဲ့ဥစ္စာတွေကိုဝယ်ပြီးတော့မှကင်ကြတယ်ငွေကြီးတော်နဲ့မညီဘူးစသဖြင့်ပေါ့နော်တိုးတိုးတက်တလောက်မတ်တလောက်ပြောပြီးတော့မှတင်ကြတာပေါ့အဲဒီမှာအောက်ကလူစတစုကလည်းပဲဒီပုံကိုယ်တွေပြောလိုက်တဲ့စကားကိုနောက်ကနေနောက်ရောင်လိုက်ပြီးတော့ပြောကြဆိုကြတာတွေရှိရပေါ့နော်အဲ့တော့ဘုံဘုံတို့စိတ်နေစိတ်ထားကားတော့ဖြင့် ဒီဖုန်းဖုန်းတွေ iPhone ပဲကင်ကင်ကားကောင်းစားတွေပဲဝယ်စီးဝယ်စီးပေါ့လိုပဲဖြစ်ဖြစ်ဒီအသုံးဆောင်တွေဟာသာသနာအတွက်တထောင်တနေရာကအကျိုးပြုမယ်ဆိုရင်တော့ဒါဟာဝမျက်ဝမ်းသာတာဓုခေါ်စီရင်ပဲဖြစ်ပါတယ်ဆိုကြပါစို့ဒီ iPhone 70 Pro ကိုအသုံးချပြီးတော့ line ဘဝတကာတကာမတွေကိုတရားတွေဟောပြမယ်တရားတွေရှင်းပြမယ်ဆိုရင်ဒီတကာတကာမတွေလည်းဒီ iPhone ကိုအကြောင်းပြုပြီးတော့ တရားလေးနာရမယ်ဆိုရင်တော့ဟိုအတိတလုံးအဆုံးနိဗ္ဗာန်ဆိုတဲ့အတိုင်းပဲနိဗ္ဗာန်ဒီပါရသွားနိုင်ပါဒီလောက်အကျိုးကျေးဇူးကြီးမားပါနောက်တစ်ခုကအခုလိုမျိုးနောက်ဆုံးပေါ်ပေါ့နော်နောက်ဆုံးပေါ်အတုံးဆောင်နောက်ဆုံးပေါ် brand တွေကိုတုံးနိုင်တဲ့လူတွေရောဖုန်ကြီးတွေရောဟာရှိရကောင်းလို့အခုကောင်းပါသည် အခုကောင်းနောက်ကောင်းပါလိမ့်မည်ဆိုတဲ့စကားလိုပဲရှေ့ရှေ့တုန်းကသူတို့ပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်ကံစေတနာအဖျားပြားပြီးကြောင် ဒီဘဝမှာအကောင်းဆုံးဆိုတာတွေကိုသုံးဆောင်ကြရတယ်။အဲဒီဘဝမှာသုံးဆောင်ပြီးတော့ဒီဘဝမှာကောင်းတာတွေထပ်လုပ်လိုက်တဲ့အခါမှာနောက်ဘဝလည်းပဲကောင်းသွားမယ်။ဘုံဘောတော့ဒီလိုနှလုံးသွင်းပြီးတော့မှဒါတို့ခေါ်ရပါတယ်။နောက်တစ်ခုကတချို့ပုဂ္ဂိုလ်များကြတော့ရှိကဆိုးလို့အခုဆိုးပါသည် အခုဆိုးနောက်ဆိုးပါလိမ့်မည်ဆိုတဲ့စကားလေးလိုပဲရှိကနေဆိုးခဲ့တဲ့အတွက်ဒီဘဝမှာစိတ်နေ စိတ်ထားတွေကလည်းပဲအမတန်မှယုံညံ့ပါတယ်အမတန်မှယုံညံ့ပါတယ လူအချင်းချင်းအိတ်တာမင်းစရိယာပွားလို့အားမရဘူးနောက်ဆုံးဘုန်းကြီးတွေဘက်ပါလှဲ့လာဘုန်းကြီးတွေဘက်လှဲ့လာပြီးတော့ဘုန်းကြီးတွေကာကောင်ကောင်စီးနေလားဘုန်းကြီးတွေကြောင်ကောင်ကောင်ဆောက်ပြီးတော့မှနေနေလားအော်ဘုန်းကြီးတွေနောက်ဆုံးပေါ်အိုင်ဖုန်းတွေတုံးနေကြလားဘလို့တုံးဆောင်မျိုးတွေတုံးနေကြလဲဆိုတာအိတ်တာမင်းစရိယာဖြစ်ဖို့အတွက်ဟိုတယောက်တည်းအိတ်တာမင်းစရိယာဖြစ်ုံနဲ့အားမရဘူးအများကိုပါဆွဲပေါ်ပြီးတော့အိတ်တာမင်းစရိယာဖြစ်ကြတယ်ပေါ့နော်အပေါင်းပါပေါ့နော် ဲ့တော့ဒီပုံကိုတွေဟာသူများတွေကြီးပွားတာတွေချမ်းသာတာတွေတိုးတက်တာတွေကိုသာတို့မခေါ်နိုင်တဲ့အတွက်လမ်းရံပြောရရင်လူပိတ်တာတွေပေါ့နော်လူပိတ်တာတွေပေါ့ဘုံတို့ငယ်လေးကပြောမှုတယ်ဘုံတို့အဖိုးတွေပွားတွေကနင်းသူများကိုမကောင်းတာတွေမပြောနဲ့သူများကြီးပွားချမ်းသာတိုးတက်တာကိုသာတို့ခေါ်ရတယ်ပြောပြရတယ်အဲ့တော့တာလို့မခေါ်ရင်ဘာဖြစ်မှလဲအဖွားဘာဖြစ်မှလဲအဖိုးလို့မြည်ကြည့်တော့ဟောတဲ့ငါမြည်ရဲ့ ပိတ်တာတွေရှိတယ်သူတို့ရဲ့ခန္ဓာကိုယ်ကြီးကပုံလုံးလောက်ရှိတာသူတို့ပါစပောက်ကအာဏဘားလပောက်လောက်ပဲရှိတာဓမင်းစားရင်တောင်မှဓမင်းတစိကိုခုနှစ်စိတ်စိတ်ပြီးတော့စားရတယ်တဲ့ပုံလုံးနဲ့ခန္ဓာကိုယ်ကြီးကိုဓမင်းစိရောခုနှစ်စိတ်စိတ်ပြီးတော့စားရတယ်ဆိုဘလို့လို့ဟောတော့မှာအဲ့ဒါနဲ့ဘုံဘုံတို့ကမေးကြည့်တယ်ဘာဖြစ်လို့ဒီလိုပါစပောက်လေးချင်းချင်းဖြစ်ရတာလဲလို့ပြောတော့သူများတွေကြီးပွားတုတ်တဲ့အောင်မြင်တာကိုမနာလို့မရှုစိန်ပြောခဲ့တဲ့ဟာတွေ တာရုမခေါ်နိုင်ဖြစ်တဲ့ဟာဒီပေါ့ငါမြေပြောပါဒါဘုံဘုံတို့ကတော့ပိတ်တာမင်းဘူးတော့မသိဘူးပေါ့နော်ဒါအဖိုးဘွားတွေပြောခဲ့တဲ့စကားပေါ့ဖြစ်လဲဖြစ်နိုင်ပါသူများတွေជីပွားတိုးတက်အောင်မြင်တာကိုအိတ်တာမင်းစရိယပွားတဲ့ပုံကောများဟာဒီပုံကိုရဲ့နောက်ဆုံးအကျိုးဆက်ဟာတာရုမခေါ်နိုင်တဲ့ဘဝကိုရောက်သွားနိုင်တယ်တာရုမခေါ်နိုင်တဲ့မကောင်းတဲ့ဘုံဘွားကိုရောက်သွားပြီဆိုရင်တော့သူ့အနေနဲ့အပေမှာမြုပ်ပီးရမ်းမြုပ်မြုပ်ပီးရမ်းမြုပ်ဖြစ်တော့မှာပေါ့နော် ပြီးတော့ဘုံဘောတော့ပြန်ပြောကျင်တာကတော့ဒီနေ့ခင်မှာဆွမ်းနာပြောတဲ့အရက်တပလင်းကိုတိမ်ပေါင်း969သိန်းနဲ့6000လောက်ရှိတယ်။ကြည်စမ်းစိတ်ကူးတော်မရင်ရဲဘူးနော်အနာတော်မကတ်နိုင်ဘူး။ဒီလိုအသုံးဆောင်မျိုးတွေသုံးဆောင်နေတဲ့ခင်မှာဆရာတော်တန်ဃာတော်တွေကဒါနောက်ဆုံး iPhone 70 Pro Max ဒီလဲဝယ်ပြီးတော့မှသုံးရင်သုံးမယ်ဒါတွေကိုအသုံးပြုပြီးတော့သာသနာအတွက်အသုံးချတာဆိုရင် ဘလောက်တောင်အကျိုးများလိမ့်မယ်လဲဗျာနော်ဒါကြောင့်မို့လို့ကိုယ့်ထက်ကိုကြီးပွားတိုးတက်အောင်မြင်နေတာတွေကိုယ့်ထက်သာတော့အသုံးဆောင်တွေသုံးဆောင်နေရပြီဆိုရင်ဘုံပြောတဲ့ဟာလေးကိုဆိုကြည့်ပေါ့ရှေးရကောင်းလို့အခုကောင်းပါသည်ခုကောင်းနောင်ကောင်းပါလိမ့်မည်ရှိကဆိုးလို့အခုဆိုးပါသည်အခုဆိုးနောက်ဆိုးပါလိမ့်ရှိကဆိုးခဲ့တဲ့အတွက်ရှိဘွားကပါလာတဲ့မကောင်းတဲ့စိတ်နေစိတ်ထားတွေအိတ်တာမေဇီရီယာတရားတွေပေါ့ ဒီတရားတွေကိုပါလာခဲ့တဲ့အတွက်နောင်တမလွန်မှာလည်းဒီပုံကိုယ်တွေဟာကောင်းစရာအကြောင်းမရှိဘူးတခုတော့ပြောလိုက်ပြရစီပေါ့ဈေးကြီးတဲ့အရက်တွေကွဲတောင်းနိုင်တာကိုတော့မမြတ်ဝန္တာနဲ့တာရုခေါ်စရာမလိုပါဘူးလို့ပြောချင်ပါတယ်အားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ